င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်မြမစစ်တပ်ကျင်းပမဲ့ရေကောက်ဘွယ်ကအစီရင်ကပြပြသာသာညင်ပင်ပြည်ရင်းပြပါရက်ဘက်ဘွယ်တောင်းအရှင်ကတောင်းဆိုမြမစစ်တပ်ကလာမဲ့ဒီဇင်ဘာလမှာစတင်ကျင်းပမဲ့ရေကောက်ဘွယ်ကအစီရင်ကပြပြသာသာညင်ပင်ပြည်ရင်းပြပါရက်ဘက်ဘွယ်တောင်းအရှင်ကတောင်းဆိုလိုက်တယ်အာဆီယံနိုင်ငံတွေမှာရက်ဘက်ဘွယ်စီရင်တဲ့နိုင်ငံတကာအဖွဲ့တွေကယူမန်နီထူထူတောင်းဆိုလိုက်ကြခြင်းဖြစ်ပြီးအာဆီယံကထမလေးရှားထံကိုတိုက်ရိုက်တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်းမြမစစ်အုပ်စုရဲ့အတွေ့အကြုံရေကောက်ဘွယ်ကို ပြပြတသားထင်းထင်းရှားရှားတိတိပပညင်ပေပါလီလာဆောင်ကျဲဖွဲ့ရပေးပို့တာဒါမှမဟုတ်နည်းပညာပိုင်းနိုင်ငံရေးထောက်ပံ့ပေးရတဲ့အလုံးကိုညင်ဆိုပါလို့ပြည်တွင်းပြည်ပရဲ့ဖက်ဖွဲ့ရဲ့တောင်းဆိုချက်မှရေးသားထားတယ်။အာဆီယံကောင်ဆောင်များအနေဖြင့်မြန်မာပြည်သူလူထုနဲ့အတူတရားဝင်ဒီမိုကရက်တစ်ကိုယ်စားလှယ်အပေါ်တန်တူညီညွတ်စွာသိသိညီညွတ်စွာယက်တီထောက်ခံမှုပြသပေးရန်အာဆီယံကောင်ဆောင်များအနေဖြင့်ထိုးထိုးလှုံ့ဆော်ပေးခြင်းမရှိပါကမြန်မာနိုင်ငံသားတွေကိုသစ္စာဖောက်ခြင်းဖြစ်ပြီးအာဆီယံဒေသရဲ့ဖက်ဖွဲ့စည်းရုံးမှာလည်းယုံကြည်မှုနယ်သားဖြစ်ကြောင်းထောက်ပြတယ်။ 2025ဒီဇင်ဘာ28ရက်မှာကျင်းပမယ့်စစ်ကောင်စီရွေးကောက်ပွဲကဂျပန်အုပ်ချုပ်မှုအတွက်တရားဝင်မှုရရှိစေလက်စားထားပြည်ရတခုဖြစ်ကြောင်းပြောရင်စစ်မှန်တဲ့ရွေးကောက်ပွဲတခုကဆုလိုက်ပြုံလိုက်တပ်ဖြတ်မှုနဲ့ဖိနှိပ်မှုတွေကြောင့်မှကျင်းပမရကြောင်းနဲ့စစ်ကောင်စီကရက်သား9300ကျော်ကိုတပ်ဖြတ်ခဲ့ပြီး2900ကျော်ကိုမတရားဖမ်းဆီးခဲ့ကပြည်သူ35000ကျော်မှအုံမဲ့အိမ်မဲ့ဖြစ်ရပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှာဖော်ပြခဲ့တဲ့အတိုင်းရွေးကောက်ပွဲကရွေးကောက်ပွဲမဟုတ်ပဲလိမ့်လည်မှုဖြစ်ကြောင်းနဲ့အမှန်တကယ်မှအာဆီယံဘုံသဘောတူညီချက်၅ရက်နဲ့လဲသက်ဆိုင်ရှင်မရှိပဲတွေ့ဖက်နေကြောင်းထောက်ပြတယ်။ဆက်လက်ပြောလောင်လုံးမြို့နယ်မှာမျိုးသမီးတွေကိုအရမပြုခြင်းပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်နေပြူစော်တီကောင်းဆောင်စိုးတန်းကိုရှင်ဖမ်းပြီးတနေ့တိုင်းတိုင်းလောင်လုံးမြို့နယ်မှာမျိုးသမီးတွေကိုအရမပြုခြင်းပြီးပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်နေပြူစော်တီကောင်းဆောင်စိုးတန်းကိုရှင်ဖမ်းပြီးခဲ့ကြောင်းဖက်ဒရယ်ဒဝင်ကျဲတပ်ဖွဲ့တကပြောဆိုရင်အော်တိုဘလ21ရက်နေ့မနက်7:00နာရီခန့်မှာလောင်လုံးမြို့နယ်ကျောင်းဒီမော်ကျဲအခြေဆိုင် ယူဇော်ဒီကောင်းဆောင်ဦးစိုးတန်းကိုဖက်ဒရယ်ဒီဝင်ကျဲတပ်ဖွဲ့ကကြောင်းနီမကျဲအတွင်ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ။အဆိုပါပြည်စော်တိကောင်းဆောင်ဆိုတဲ့ကဂျပန်စစ်တပ်အနာသိရင်ကစတင်ပြီးလောင်လုံးမြို့နယ်အတွင်းစစ်တပ်ရင်ကြောင်ကုန်ကြောင်ဆွမွန်နိုင်ရဲ့အတွက်စစ်ရေးလှုပ်ရှားမှုတွေမှာထက်ထက်ဝင်ပါဝင်ဂျိုးပတ်နေသူတအုပ်ဖြစ်ကြောင်းသိရတယ်။ထို့ပြင်ဆိုတဲ့ကအကြောင်းဒီမော်ကျေရနဲ့အနည်းနာရာတွေမှာပြည်သူပိုင်နေနေကိုမိရှုပ်ဖြက်စီခြင်းပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခြင်းအမျိုးသမီးတွေကိုအဓမ္မပြုကျင့်ခြင်းဓမြတိုက်ခြင်းငါးဖက်လေဓမ္မချင်းချောင်းငွေကြေးကောက်ခံခြင်းစတဲ့ရာဇဝတ်မှုပေါင်းစုံကျူးလွန်ခဲ့တဲ့အဓိကတာဝန်ရှိသူဖြစ်ကြောင်းသိရတယ်။ လက်ရှိချိန်မှာပြည်စောရီကောင်းဆောင်စိုးတန်းကို၎င်းကျွလွန်ခေရဆွေးမွေးနဲ့ပတ်သက်ပြီးစစ်ဆေးနေပြီးထိုက်တဲ့နဲ့ပြည်တန်ချမှတ်နိုင်ရေးအတွက်ဖက်ဒရယ်ဒူဝင်ကျဲတဖွဲ့အနေဖြင့်ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးစောင်းပြန်ကိုင်းနေကိုစစ်ကွန်ရှင်ထောက်တိုင်နေဖြင့်တမတ်ဆန်းကျင်တိုက်ဖြတ်သွားမယ်လို့သခိုင်းဖရန်ကထုတ်ပြန်။သခိုင်းတိုင်းတွင်စောင်းပြန်ကိုင်းနေကိုစစ်ကွန်ရှင်ထောက်တိုင်များဖြင့်တမတ်ကတိောက်စာဆန်းကျင်တိုက်ဖြတ်သွားမည်ဖြစ်ကြောင်းသခိုင်းဖရန်ဖက်ဒရယ်ရှင်ကထအုပ်စုံဝင်ဆွေကပြောတယ်။ ယခုနှစ်ပိုင်းတွင်မြန်မာနိုင်ငံအတွင်းမှာကြားဖြတ်အွန်လိုင်းငွေကြေးလိမ်လည်မှုဖြစ်စဉ်တွေပုံမှန်များပြလာနေပြီးဂျပန်စစ်ကော်မရှင်နှင့်ပြည်နိုင်ငံတကာတို့အတန်ကောင်းဟစ်ခါအဆိုပါအွန်လိုင်းငွေလိမ်ကိန်းတွေကိုအပေါ်ရနှိမ်နှင်းပြုနေတော့လဲငွေကြေးလိမ်လည်မှုများစုမှာစစ်ကော်မရှင်ကဝန်ကြီးဒုဝန်ကြီးစေဘောချုပ်တွေပါဝင်ဂျပန်စစ်ကော်မရှင်အထိပ်ပိုင်းအာဏာရှင်တွေနဲ့တိုက်ရိုက်ဆက်ဆက်လျက်ရှယ်ကိုတွေ့ရကြောင်းသိပေးထားတယ် ဒီကြောင်ပြန်တွေကစကိုင်းတိုင်းတွင်းမှာဝင်ရောက်လာဆဲအထောက်ထားမျိုးတော့မတွေ့ရသေးဘူးဒါပေမဲ့ကျွန်တော်တို့ကဒီဟာကိုကြိုတင်ပြင်ဆင်တဲ့သဘောပါများသောအားဖြင့်နိုင်ငံတကာမှာလည်းမြန်မာနိုင်ငံရဲ့ဇက်တွေမှာဒုနဲ့ဒဲနဲ့လောက်ကိုင်းနေပါတယ်ဆိုတဲ့နာမည်ဆိုကတော်တော်ထွန်းနေပြီအများစုကတော့ဒီဟာတွေကဂျပန်စစ်ကော်မရှင်နဲ့သူတို့ပူးပေါင်းထားတဲ့ပြည်သူ့စစ်ဖွဲ့တွေကကြိုးကင်ဆောင်ရွက်နေရပဲအဂျပန်စစ်တပ်ထိပ်ပိုင်ခေါင်းဆောင်တွေတဲကတော့မှပောင်းရင်ပတ်သက်နေကြတယ်ဒါပေမဲ့အပြင်ဘက်မှာဟန်ပြအားဖြင့်နိုင်ငံတကာအကြိုက်လုပ်ပြီးတော့ဒါတွေကိုနှိမ်နှင်းမှာဆိုပြီးဟန်ပြလုပ်နေပေမဲ့တထက်ဝင်ကသူတို့နဲ့ဆက်နွယ်ပြီးတော့လောက်ကိုင်းနေရပါဘူး တို့ပြပါရဲ့ကြားဖြန့်ခွန်အွန်လိုင်းဝင်လင်ခိုင်းနေရာဂျပန်စစ်ကော်မရှင်တောက်တိုင်နေဖြစ်သတ်မှတ်ပြီးဒေတာတွေမှာထရောက်စာဆက်ကျင်တိုက်ဖြတ်သွားမိဖြစ်ကြောင်းစကိုင်းဖူရန်ဖက်ဒရေးရှင်းကတော့24ရက်နေ့မှာထုတ်ပြန်တဲ့ပြည်သူလူထုတရက်လုံးနေဖြစ်လဲအဆိုပါအွန်လိုင်းဝင်လင်ငွေကြေးခိုင်းနေရဲ့တားကောင် ဘဝမြောင်စရာစဉ်အထူးသတိပြုနေထိုင်ကြရတဲ့မိမိတို့အနီးဝန်းကျင်မှာဆိုပါအွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေဆိုင်နေရာကိုတွင်ရှိပါကာလမခံပဲဝိုင်းရုံပူပေါင်းဆက်ကျင်တိုက်ဖြတ်သွားကြတဲ့တိုက်တွန်းနဲ့ကြားဖြတ်အွန်လိုင်းငွေကြေးလိမ်လည်ဖျားယောင်းမှုဖြစ်စဉ်တွေကဒေသတွင်ပြည်သူတွေရဲ့အကျိုးရှိပါကိုထိခိုက်ရုံရုံစေရုံသာမကရင်းလုံးရတဲ့ကိုဦးစီလောက်ကင်ကြသူတွေကလူစုကိုင်းခြင်းများဖြစ်ကြီးထွားလာကနိုင်ငံတကာအသိဝင်အကျိုးရှိပါကိုပါထိပါလာနေကြစကိုင်းဖော်တဲ့ဖက်ဒရေးရှင်းကတည်ပေးတယ်ဆလာပြောပခုံးကွန်မြို့နယ်ထန်တမင်ကျောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလေကြောင်းတိုက်ခိုက်မှုအမျိုးသမီးနဲ့ဦးသိဆောင် မကွေးတိုင်းမခောက်ကွန်မြို့နယ်ထိုင်းတပင်ကျောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်အမျိုးသမီးနှုတ်သိမ်းဆောင်သွားကြောင်းပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကိုလာရောက်ကပြောတယ်။အော်တိုဘလ24ရက်နေ့ညပိုင်းမခောက်ကွန်တမတရားတက်ကတက်လာတဲ့စစ်တပ်လေကြီး3စီးနဲ့မခောက်ကွန်မြို့နယ်ထိုင်းတပင်ကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခိုက်ခဲ့မှုနှစ်ကြိမ်တည်းပြုလုပ်ခဲ့ကြောင်းထို့ထို့လေကြောင်းတိုက်ခိုက်မှုတွင်ထိုင်းတပင်ကျောင်းမှာ58နှစ်ရွယ်ဦးစန်းမြင့်ဦး58နှစ်ရမထေကျေသိဆောင်သွားကြောင်းရင်းပြမျိုးသားလေးဦးထိခိုက်ဒဏ်ရာပြီးနေတဲ့လုံးပြည့်စည်ခဲ့ကြောင်းသိရပါတယ် ။အလားတူအော်တိုဘလာချာနေကလည်းပခောက်ကုံမြို့နယ်ဖလောင်ကျောင်းဖုန်ကြီးကျောင်းကိုစစ်တပ်ကလေးကျောင်းနဲ့ဘုံသုံးလုံးကျဲချတိုက်ခိုက်ရာဖုန်ကြီးကျောင်းရှိအစာအုပ်တွေအများပြတ်ပြတ်စီခဲ့ကြောင်းသိရတယ်။လက်တလောစစ်တပ်ကပခောက်ကုံမြို့နယ်မှာနေမင်းရှင်းလင်းအမိတပ်ပြီးစစ်ကြောင်းထုတ်မွေလုံဆောင်နေပြည်သူတွေမှာလည်းစစ်ဘေးရှောင်နေကြောင်းပခောက်ကုံမြို့နယ်တွင်တော်လိုင်းတပ်တွေနဲ့စစ်တပ်အကြားစစ်ရေးတပ်မှလည်းရှိကြောင်းသိရတယ်။ဆလာဘီကဲနုတက်မှလေးနဲ့မြေမှာစစ်တပ်လက်နက်ကြီးကြောင်ကလင်းငယ်ပောင်းအိုင်နဲ့ဦးတန်ရအကင်မျိုးသားစီအောင်ကဲနုမိတ်တော်ခိုင်လက်မူလာမျိုးနဲ့ မဇောကျရာကိုစေကောင်စီကလက်နက်ကျင်တဲ့ပြစ်ခတ်လို့ကလင်းငတ်တအုပ်ပောင်းပြည်သူနှုတ်တံရကနေတလုံးပြစီခဲ့ကြောင်း KNU မိတ်တွယ်ခံကသတင်းထုတ်ပြန်နေ။အနာသိစေကောင်စီကမျိုးသားတက်မတော်တက်မဟာလေးနဲ့မြင်မိတ်တွယ်ခံကရက်သားပြည်သူတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေဆက်တိုက်လှုပ်ဆောင်နေရကြောင်းအရသာတိခိုက်တည်ဆောင်မှုတွေမကြာခဏဖြစ်ပေါ်နေသလိုတခြား KNU ခိုင်တပ်မှတွေမှာလည်းလေကြောင်းလက်နက်ကြီးရန်တပ်ပစ်ခတ်မှုတွေဆက်တိုက်လှုပ်ဆောင်နေကြောင်း KNU ကအသိပေးတယ်။ အော်တိုဝါဆက်ရှင်နေ့မှာစိုက်ထူကြောက်ဖြာခြင်းအားကိုစစ်ကောင်စီကလည်းနဲ့ဘုံသိဆယ်လုံးကျဲချခဲ့လို့ပြည်သူတောက်ထံရကနေခုနှစ်လုံးပြက်စီခဲ့တယ်လို့ကန်နဒါမှာသုံးတဲ့မြေညောင်လေးပင်ခန့်ရှင်ခြင်းမြို့နယ်မှာလည်းအော်တိုဝါလရှင်နေ့ကတိုက်နေမှာဘုံကျဲပြီးတော့၁၂ကြိမ်ဘုံသိ၂၄လုံးကျဲချခဲ့ကြောင်းထုတ်ပြန်နေမကြအသေးခင်ကလည်းစစ်ကောင်စီတဟာကစင်လွတ်လပ်ရေးတပ်တော် KIA ကို KIA ထိန်းချုပ်နယ်မြေလန်စဲဝိုင်းမော်ဖာကန်ဆိုင်ဒေသတွေကိုတနေ့တွင်နေရာ၁၇နေရာကိုလေးကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပါတယ် ဒါအပြင်ရှမ်းမြောက်ကတရနယ်လေထိန်ချုပ်မြို့တွေကိုလေကြောင်းတိုက်ခိုက်မှုနေဆင်ပြုလုပ်နေရပါတရနယ်လေထိန်ချုပ်လှုပ်ရှားနေမြေတွေကိုအော်တိုဝလာတွင်လေကြောင်းတိုက်ခိုက်မှုအကျဉ်း40ကျော်ပြုလုပ်ခဲ့လို့ပြည်သူ90ဦးလောက်သေဆုံးပြီး60ဦးကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ဆက်လက်ပြီးကြောင်းမြို့နယ်မှာဖုံးကြီးကျောင်းဆေးအုပ်စုပုံစံတိုက်ခိုက်ကျောင်းနိုင်ဆရာတော်တပားပြန်လောတော်မူခနဦးဒဏ်ရာရရှမ်းပြည်နယ်မြောက်ပိုင်းကျောင်းမြို့နယ်ကဖုံးကြီးကျောင်းကိုဂျက်ဖက်စစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံစံတိုက်ခိုက်ခဲ့ရ ဆရာတော်ဘာပြန်လို့တော့မူ9ရက်တန်ရရှိခဲ့လို့ဒေသခံနေစီကနေတရားရယ်အော်တိုဝါနာဆက်လျက်နေမနေ့ကညနေပိုင်းမှာဂျက်ဖက်စစ်ကော်မရှင်တပ်သားတွေအထိတွေ့တိုက်ပွဲမရှိဘဲကောပေါင်ကျရတွေကဖုန်ချကိုဂျက်ဖိုက်တာနဲ့ပေါင်900ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တယ်အခုလောကျဲချတိုက်ခိုက်လို့ចောင်းထားဆရာတော်တပားပြန်လုံတော်မူပြီး၄နှစ်၁၉နှစ်၁၄နှစ်နဲ့၁၃နှစ်ရွယ်ကိုရင်နဲ့အပါဝင်9ခုရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေထဲမှာနှစ်ယောက်ကဒေသခံနေဖြစ်ပြီးကြံ၅ယောက်ကကိုရင်လေးအဖြစ်ကဆိုပါလေးចောင်းတိုက်ခိုက်မှုကြောင့်ចောင်းဆောင်ကျိုးလည်းထိမှန်ပြန်စီသွားတယ်။ အကြမ်းဖက်စစ်ကောင်ရှင်တပ်သားတွေကကျေးရွာတွေမှာကာကွယ်တပ်ဖွဲ့ဝင်ထွက်သွားလာမျိုးမရှိပဲပြည်သူတွေကိုထိခိုက်စေလွယ်ရည်ရွယ်ချက်နဲ့အကြမ်းမဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာဖြစ်ပါတယ်။တိုင်းတပ်မတော် PN Selective NL ထိန်းချုပ်ထားတဲ့မြေတွေကိုကျေးဖက်စစ်ကောင်ရှင်တပ်သားတွေဟာလေကြောင်းကနေပုံစံတိုက်ခိုက်မှုကြောင့်ဒေသောင်းသူနဲ့ထိခိုက်ဒဏ်ရာသူများစွာရှယ်လို့သိရတယ်။အော်တိုဝါ၂၁ရက်ကလည်းကြောင်းမဲမြို့နယ်တော့ဆန်ကျေးရွာကိုကျေးဖက်စစ်ကောင်ရှင်တပ်သားတွေကလေကြောင်းကနေပုံစံတိုက်ခိုက်မှုကြောင့်ကလေးတယောက်ပါဝင်၃ယောက်ထိမှန်ဒဏ်ရာရှိခဲ့ပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။